နိုဝင်ဘာလ၄ရက်နေ့မနက်ခင်းပိုင်းကဖိလစ်ပိုင်အထူးသဖြင့်ဗဟိုကျွန်းစုဒေသခံတွေအတွက်တကယ်ကိုရင်ကိုပူလောင်သိမ့်မဲ့အဖြစ်ဆိုကြီးဖြစ်ခဲ့ပါတယ်။ဖိလစ်ပိုင်မိုးလေဝသဘူမိယူပနဲ့နက္ခတ္တပေဒါဝန်ဆောင်မှုဆိုင်ရာအဖွဲ့စည်းပါကာစာကသတင်းထုတ်ပြန်ချက်အရတိုင်ဖုန်းတီနိုအပြည်ပြည်ဆိုင်ရာခေါ်ကာမေဂီလို့ခေါ်တဲ့မုန်တိုင်းဟာဖိလစ်ပိုင်ပြည်ပေါ်မှာရုတ်တရက်အရှိန်ဟုန်ကြီးမားစွာတိုးတက်လာခဲ့ပြီးအချိန်မတော်မနက်၃နာရီခန့်မှာတောင်ပိုင်းလေလ်ဒီပြည်နယ်ဘက်ကိုမျက်နှာချင်းဆိုင်တိုက်ခတ်ဝင်ရောက်လာခဲ့တာပါ။ ဒီမုံတိုင်းရဲ့ရှင်ဟုံကအရန်ပြင်းထန်ခဲ့တယ်လို့ဆိုရမှာပါအမြင့်ဆုံးလေတိုင်းနှုန်းတနာရီကို140ကီလိုမီတာလို့မှတ်တမ်းတင်ခဲ့ရပါတယ်ဒီလိုပြင်းထန်တဲ့မုံတိုင်းဟာတနာရီကို20ကီလိုမီတာနှုန်းဝင်းကျင်တဲ့အနောက်မြောက်ဘက်ကိုဖြည်းဖြည်းချင်းရွေ့ရှာခြင်းလေတီဆမ်မာရီပိုဟိုစီဘူးစတဲ့အဓိကကျွန်းကြီးတွေကိုဖြတ်စည်းရေးခြေရာကြီးချဲ့ခဲ့ပြီးနောက်ဆုံးမှာတော့ဖေဆိုင်ယန်ပင်လယ်ပြင်ဘက်ကိုဆက်လက်ထွက်ခွာသွားခဲ့တာပါ အဲ့ဒီမရခင်ရဲ့မြင်ကွင်းကတော့ကြောက်မက်ဖွယ်ကောင်းလွန်လှပါတယ်လို့ပဲဆိုရမလားပါပဲ။မိုးလေဝသအခြေအနေဆိုးရွားတာနဲ့မျှ Facial Data Gun တွေမျက်စိနဲ့တိုက်ရိုက်ကြုံတွေ့ခဲ့ရတဲ့မြင်ကွင်းတွေဟာတကယ်ကိုနှလုံးတုံစရာကောင်းခဲ့ကြပါတယ်။အထူးသဖြင့် Lady ရဲ့ Canon မျိုးတွေမှာတော့အင်ဂျင်ပေါင်း80ရာခိုင်နှုန်းလောက်ထိပျက်စီးသွားခဲ့တာ။ဒါမှမဟုတ်လုံးဝမြေမီးရင်တိုင်ကြပြိုကွဲသွားခဲ့တယ်လို့အရာရှိတွေကခန့်မှန်းပြောကြားခဲ့ကြပါတယ်။စဉ်းစားကြည့်လိုက်ပါဦး။မယုံနိုင်လောက်အောင်ပြင်းထန်ခဲ့တာမလို့ အမိုးရေလေးတွေထဲမှာပျွေးစိတ်တွေလိုလွင့်စင်ပြန်တန်းသွားတာကွန်ကရစ်နဲ့ဆောက်ထားတဲ့နယံတွေတောင်ဘာမှမတက်နိုင်ပဲပြိုကျတာခိုင်တယ်လို့ထင်ခဲ့ရတဲ့တစ်သားအဆောက်အုံတွေကမြေကြီးနဲ့တသားတွေလုံးဝဖြစ်သွားတာတွေရှိခဲ့တယ်လို့ဆိုပါတယ်ဒါဟာတာမန်မုံတိုင်းမျိုးမဟုတ်ပဲလူအသက်နဲ့ပစ္စည်းဥစ္စာအတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီးဖြစ်ခဲ့တာမို့ဒေတာကန်တွေအတွက်နိုဝင်ဘာလ၄ရက်နေ့မနက်ခင်းဟာဝမ်းထဲကြေဝဲစရာနေ့ရက်တစ်ခုဖြစ်မှတ်တမ်းဝင်ခဲ့ရပါတယ်ဒီလိုသဘာဝဘေးရနေရဲ့ဆိုးကြီးကပျက်စီးစေတာက အိမ်တွေဆိုင်တွေလောက်ပဲမဟုတ်ပါဘူးကျွန်တော်တို့ရဲ့အများပြည်သူတို့အထင်ကရနေရာတွေဖြစ်တဲ့ကျောင်းတွေဖျားရှိခိုးကျောင်းတွေနဲ့မြို့နယ်ခမ်းမကြီးတွေထိပြင်းထန်စွာပျက်စီးခဲ့ရတယ်ဆိုတာကိုသိရတာစိတ်မကောင်းစရာပါဒါတွေဟာလူမှုအတိုင်းအဝိုင်းရဲ့အသက်သွေးကြောတွေယုံကြည်အားကိုကိုးဝေးရာတွေဖြစ်တာကြောင့်ပျက်စီးသွားတဲ့အခါခံစားရတဲ့ဝမ်းနည်းမှုကပိုကြီးပါတယ်အခြေအနေပိုဆိုးရဲဆိုတာကို Massin Southern Lady ကဒုက္ခတဲ့စခန်းမှာခိုးလုံနေရသူတွေရဲ့မျက်ရည်ဇက်ကြီးတွေနဲ့ပြောပြချက်ကပိုပြီးထင်တာပါတယ် သူတို့ပြောပုံကအဲ့ဒီလေဟာနိုင်ပေါင်းများပါကြအောင်အနာမအေးနားမပေးပဲအော်ဟစ်နေတယ်လို့ပဲခံစားရတယ်။မိုးချုပ်နေတဲ့အချိန်မှာလေထဲကိုခေါင်းမိုးတွေလွင့်ပြန်သွားတာကိုမျက်ဝါးထင်ထင်မြင်လိုက်ရတဲ့အချိန်တုန်းကတော့တကယ်ကိုရင်ကွဲစရာပဲလို့သူတို့ရဲ့အကြောင်းရင်းတုံလုံနေတဲ့အတန်တွေနဲ့ပြန်ပြောပြခဲ့ကြပါတယ်။ဒီစကားတစ်ခုနဲ့မှာသူတို့တညတာဖြတ်တန်းခဲ့ရတဲ့ပြင်းထန်တဲ့အကြောင်းရင်းမှုကြီးကိုခံစားရစေပါတယ်။မုံတိုင်းရဲ့တန်းကမြေပြင်မှာနေမကပါဘူး။ခင်မီဘွားရဲ့ခြေကံအုံမြင့်ဖြစ်တဲ့ လျက်စင်တဲ့ဆက်သွယ်ရေးကိုပါရိုက်ခတ်ခဲ့ပါတယ် W Bank CD မှာလျက်စင်ပြီးပြတ်တောက်တာတွေဆက်သွယ်ရေးကွန်ရက်တွေပြတ်တောက်တာတွေဖြစ်ခဲ့ရတာဟာဒါအားလွှဲပြောင်းရေးတာဝါလိုင်းတွေနဲ့ဖြန့်ပြူးရေးလိုင်းတွေဓာတ်ရိုက်ပြုတ်ကျခဲ့လို့ပါပဲဖိလစ်ပိုင်မျိုးသားတအားလွှဲပြောင်းရေးကော်ပိုရေးရှင်းကအတည်ပြုချက်အရတော့အစီပိုင်း Visa X ဒေတာမှာကြီးမားတဲ့ဓာတ်အားလွှဲပြောင်းရေးတာဝါလိုင်းကြီးငါးလုံးတောင်ပြုတ်ကျခဲ့တယ်လို့သိရပါတယ်ဒါကြောင့်လူပေါင်းထောင်ပေါင်းချီနေအိမ်တွေမှာမီးအောင်လေးတောင်မမြင်ရဖြစ်သွားခဲ့ရပါတယ် ဒီထက်ဆိုတာကဆဲဖုန်းနဲ့အင်တာနက်ဝန်ဆောင်မှုတွေပြတ်တောက်သွားတာဟာအရေးပေါ်အကူအညီတွေစတင်ပေးနေချိန်မှာဖြစ်တာကြောင့်ကြေးရွာအများစုကိုအဆက်ပြတ်ပြီးအထူးကြံဖြစ်စေခဲ့ပါတယ်။ဘလို့အကူအညီတွေလုံနေလဲဆိုတာတောင် ပြင်ပကသိနိုင်ကြီးမရှိခဲ့ပါဘူး။ Visa Yes ရဲ့အခြားကျွန်းတွေဖြစ်တဲ့ဘိုဟိုးနဲ့စီဘူးတို့မှလည်းအခြေအနေက တော်တော်လေးကိုဆိုးရွားသွားခဲ့ပါတယ်။တပ်ပလီလန်ရန်မြို့မှာဆိုရင်မုံတိုင်းကြောင့်ဖြစ်တဲ့ရေလှိုင်းတွေကစိတ်ကမ်းဧရိယာကိုရေလွှမ်းစေခဲ့ပြီးကားရီနဲ့ကိုရောင်တွေကိုပါထိခိုက်ပျက်စီးစေခဲ့ပါတယ် စီဘူးရဲ့တောင်ဘက်ကန်ရိုနဲ့တခြားမှာတော့ပင်လယ်ယူတွေကကာကာနဲ့စစ်ပုတ်နာလိုလူနေထူထပ်တဲ့ရပ်ကွက်တွေတဲတိုးဝင်လာခဲ့လို့မိသားစုတွေဟာမိုးပေါ်မှာကတ်တွယ်နေရတဲ့အခြေအနေထိရောက်ခဲ့ရပါတယ်။အဲ့ဒီလိုလှိုင်းတွေရဲ့အချိန်ကပြင်းလွန်းလို့ all box နဲ့ပေးပေးမှာဆိုရင်ပေ3မီတာလောက်အမြင့်ရှိတဲ့ concrete ရေကာနေရန်တွေတောင်ရိုက်ခတ်ခံရပြီးအပြက်အစီးတွေအဝေးကြီးလွင့်ဆင်ခဲ့ရတယ်လို့ဆိုရမှာပါ။အခြေအနေကဒီလိုကြမ်းတမ်းနေချိန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေဒီကဟန်တာဖြစ်ခဲ့ရတာကလမ်းမဆက်သွယ်ရေးပြဿနာပါပဲအများပြည်သူသုံးအလုံးနဲ့အဝေးပြေးလမ်းဌာနရဲ့ထုတ်ပြန်ချက်အရလစ်ဒီနယ်ဆမာမာတရားပေါင်းတရားစင်လောက်နဲ့အဓိကအဝေးပြေးလမ်းတွေဟာရေလွှမ်းမှုမှုနဲ့မြေပြိုမှုတွေကြောင့်ဖြတ်တန်းလို့မရတဲ့အခြေအနေမှာရှိနေစေဖြစ်နေပါတယ်အထူးသဖြင့်အရှေ့ပိုင်း Visayas နဲ့ဘဟု Visayas ကိုဆက်သွယ်ထားတဲ့အသက်သွေးကြောကြီးလို့ဖြစ်တဲ့မဟာလိကာအဝေးပြေးလမ်းမကြီးရဲ့အစိတ်ပိုင်းချို့ဟာပြိုကျနေတဲ့မြေသားတွေနဲ့ လဲကျနေတဲ့တစ်ပင်ကြီးတွေကြောင့်လမ်းပြတ်သွားခဲ့ရပါတယ်။ဒါဟာအပေါ်ကနေဆက်လက်ရွာသွန်းနေတဲ့မိုးအောက်မှာကယ်ဆယ်ရေးလုပ်ငန်းတွေရှင်မတိုးနိုင်ပဲအတော်လေးရှုပ်ထွေးနေရတဲ့အခြေအနေကိုဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ဒီမုန်တိုင်းရဲ့အကျိုးဆက်အနေနဲ့အရှေ့ပိုင်း Visayax ပစ်ကုန်းနဲ့မြောက်ပိုင်းမေဒနာအိုဒေသတွေကလူပေါင်းတသိန်းခွဲကျော်ကိုကြိုတင်သတိပေးချက်နဲ့ညီပြောင်းရွှေ့ခဲ့ရပါတယ်။ဒါပေမဲ့လည်းကယ်ဆယ်ရေးစကန်တွေမှာနေရာက ပြည့်စုံနေပြီဖြစ်တာကြောင့်အခြေအနေကအတော်လေးရှုပ်ထွေးသွားပါတယ်။ အရေးပေါ်အခြေအနေမှာစားတောက်တဲ့စီးပွားတွေဟာအသက်သွေးကြောပါဒါပေမဲ့ကန်ဆိုးစွာပဲလမ်းတွေပိတ်ဆို့နေတာပြတ်တောက်နေတာများတဲ့အတွက်ကယ်ဆယ်ရေးပစ္စည်းတွေဖြန့်ဝေရမှာအလွန်ကိုခက်ခဲနေရပါတယ်တချို့ JR တွေထိဒီရပိုင်းတွင်မရောက်နိုင်သေးဘူးလို့သိရပါတယ်ဒါပေမဲ့အားကိုရတဲ့အဖွဲ့အစည်းတွေကတော့ချက်ချင်းလှုပ်ရှားနေကြပါတယ်လူမှုဖူလုံရင်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးဌာနကအစားအသောက်ထုတ်ပေါင်း2သိန်းကျော်ကိုချက်ချင်းစတင်ပို့ဆောင်ထားပြီးပါပြီပြည်သူ့တပ်မတော်ကလည်းသူတို့ရဲ့ truck ကားကြီးတွေ ရေကြုံမှာသွားနိုင်တဲ့လှေတွေနဲ့ရဟတ်ရင်တွေကိုအသုံးချပြီးအထီးကျန်ကျန်ခဲ့တဲ့ JRC ကိုအရေးပေါ်ပစ္စည်းတွေအပြင်းထန်သယ်ယူပို့ဆောင်နေရပါတယ်။လက်ရှိချိန်ထိအမျိုးသားဘေးရန်ရဲ့ရှော့ချိုင်နဲ့စီမံခန့်ခွဲရေးကောင်စီကနေထုတ်ပြန်ထားတဲ့စီရင်ခံစာရအနည်းဆုံးပြည်နယ်၁၈ခုနဲ့မှာပြင်းထန်တဲ့တက်ရောက်မှုရှိခဲ့တယ်လို့ဆိုပါတယ်။ထောင်ပေါင်းများသောမိသားစုတွေနေရက်ကိုစွန့်ခွာခဲ့ရပြီးမြို့ရဲပေါင်းများသောဟာမီးလျက်စစ်နဲ့တန့်ရှင်းတဲ့ရေတွေမရရှိတဲ့အခြေအနေတွေဆက်လက်ဖြစ်ပေါ်နေစေပါပဲ။စီဘူးစီတီလိုစီးပွားရေးဗဟိုချက်မှာတော့ စီးပွားရေးလုပ်ငန်းတွေရဲ့မှန်တွေကွဲချိန်ပြသတာလမ်းပေါ်ကဆိုင်းမုတ်ကြီးတွေပြုတ်ကြတာတွေရှိခဲ့ပါတယ်။စွမ်းအင်ကဏ္ဍမှာတော့အစိုးဆုံးလို့ဆိုရမယ်။အော်မော့ခ်ပါလိုကတ်တာဘလော့ခ်နာနဲ့အဲ့ဒီဒေသမှာရှိတဲ့ဓာအားကွဲဆက်ယုံတွေဟာရေမြုပ်ခဲ့ရလို့လျှက်စစ်တိုင်းတွေဟာလမ်းတွေပေါ်မှာပုံကျဲကျဲဖြစ်နေတာကိုတွေ့ရပါတယ်။အမျိုးသားလျှက်စစ်ဖြန့်ဖြူးရေးအေဂျင်စီကတော့အချိန်နဲ့ပြင်းထန်စွာထိခိုက်ခဲ့တဲ့နေရာတွေမှာမိပြန်ရဖို့ဆိုရင်အနည်းဆုံးတစ်ပတ်ကျော်အချိန်ယူရနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ ဒီလိုအခြေအနေတွေကထေကြပါတယ်တီနိုမုန်တိုင်းဟာဖိလစ်ပိုင်အတွက်အမှတ်ရစရာအကြီးအကျယ်ပျက်စီးစေခဲ့တဲ့ဖြစ်ရပ်တစ်ခုပါပဲကျွန်တော်တို့အပေါ်မှာပြောခဲ့သလိုအဆောက်အုံတွေပြိုကျတာလမ်းတွေပျက်စီးတာတွေကတော့မျက်မြင်ကိုတွေ့ပါဒါပေမဲ့ဒီမုန်တိုင်းရဲ့တကယ့်ကိုနှလုံးသားကိုထိခိုက်စေတဲ့အစိပ်ပိုင်းကတော့လူအသက်ဆုံးရှုံးရမှုပါပဲဒီလိုပြင်းထန်တဲ့လေနဲ့ရေလှိုင်းတံကိုခံခဲ့ရတဲ့အတွက်သေဆုံးသူအရေအတွက်နဲ့ဒဏ်ရာရရှိသူအရေတက်တွေရှိလာခဲ့ပါတယ်ခင်ဗျာတိကျတဲ့ရေအတွက်ကကဲတဲ့ရေတွေမှာပြီးပြီးမှပိုရှင်းလင်းလာမှာဖြစ်ပေမဲ့ လက်ရှိအခြေအနေအရအသက်ဆုံးရှုံးခဲ့ရတဲ့ပမာဏဟာဒီဒေသခံတွေအတွက်မိမ့်မြနိုင်တဲ့နာကျင်မှုတစ်ခုအဖြစ်ကြံရည်ခဲ့ပါတယ်။အထူးသဖြင့်ကန်ယူရမ်းမှာနေထိုင်သူတွေဟာရုတ်တရက်ရေလိုင်းကြီးတွေတက်လာတဲ့အချိန်မှာဘာမှမတက်နိုင်ပဲပိတ်မိခဲ့ရတာကြောင့်မိသားစုဝင်တွေဆုံးရှုံးရတဲ့ဝမ်းထဲပူဆွေးမှုက ပြန်လည်ထူထောင်ရေးကာလတစ်လျှောက်လုံးရှိနေအောင်ပါ။ Versailles Data ဟာစိုက်ပျိုးရေးနဲ့ငါးဖမ်းလုပ်ငန်းပေါ်အားထားရတဲ့ဒေတာတွေရှိပါတယ်။ဒီလိုပြင်းထန်တဲ့မုန်တိုင်းတိုက်ခိုက်မှုတွေကစီးပွားရေးကိုပါအလွန်ပြင်းထန်စွာထိခိုက်စေခဲ့ပါတယ်။လေကွက်တွေ အသီးနှံခြံတွေမှာရေရည်မြဲတမ်းပိတ်မိနေတာလေကခါးနူနေအောင်တိုက်ခတ်နေတာကြောင့်ရိတ်သိမ်းကနေအသီးနှံတွေအကုန်ပျက်စီးသွားခဲ့ရပါတယ်။ဒါဟာလာမယ့်လတွေအတွက်စားနပ်ရိက္ခာလုံခြုံရေးကိုပါချိန်ချောက်လာနိုင်ပါတယ်။ဘုံတိုင်းတန်ကြောင့်ပင်လယ်ပြင်မထွက်ရဲတာရဲ့ကန်းဆက်ကလေရည်ပျက်စီးသွားတာရဲ့ကြောင့်ငါးဖက်လုံငန်းတွေအချိန်ကြာမြင့်စွာရနာထားရပါတယ်။ဒါဟာကန်ယူရန်ဒေတာကန်တွေရဲ့နေ့စဉ်ဝင်ငွေကိုပါတိုက်ရိုက်ထိခိုက်စေပါတယ်။တက်ဂလိုဘန်နဲ့စီဘူးကကွဲပြားခြားနားတဲ့လုပ်ငန်းခွင်တွေမှာ အစာအုပ်တွေပျက်စီးတာအပြင်မီးနဲ့ရေမရရှိတာကြောင့်စီးပွားရေးလှုပ်ရှားမှုတွေလုံးဝရပ်တန့်သွားခဲ့ရပါတယ်။ကုန်စည်တည်ယူပို့ဆောင်ရေးလမ်းကြောင်းတွေပိတ်ဆို့နေတာကလည်းပြန်လည်ဆတင်နိုင်မှုအတွက်အချိန်ယူရမယ့်အခြေအနေတစ်ခုဖြစ်ပါတယ်။ဒါတွေအားလုံးဖြစ်ပျက်ပြီးသွားတဲ့အခါနောက်တစ်ဆင့်ကတော့ပြန်လည်ထူထောင်ရေးဖြစ်လာပါတော့တယ်။ဒါဟာရပ်ပိုင်းတွင်ပြီးစီးနိုင်တာမျိုးမဟုတ်ပါဘူး။အထူးသဖြင့်ကျောင်းတွင်နေဆေးရုံတွေကိုပြန်လည်တိဆောက်တာဟာကလေးတွေနဲ့လူနာတွေအတွက်ပါအရေးကြီးဆုံးပါ။ NDRMC ရဲ့အစီရင်ခံစာရီးယားပြုပြင်ဖို့လိုအပ်တဲ့နေရာတွေအများကြီးရှိနေပါသေးတယ်။ဒီလိုပြင်အားပြင်ထန်တဲ့မုန်တိုင်းတွေမကြာခဏဝင်ရောက်လာနိုင်တဲ့ဒေသတွေမှာရေရှည်အတွက်ခံနိုင်ရည်ရှိတဲ့အဆောက်အုံဒီဇိုင်းတွေပြောင်းလဲဖို့လိုအပ်လာပါပြီ။ဥပမာဓာတ်အားလိုင်းတွေမြေရောက်တည်တမ်းဖို့ဒါမှမဟုတ်ပုံမခိုင်မာတဲ့ဓာတ်တိုင်တွေစိုက်ထူဖို့လိုအပ်ချက်တွေပေါ်ပေါက်လာပါတယ်။အရာအလုံးကိုပြန်လဲတိဆောက်လို့ရပေမဲ့ကြောက်ရွံ့မှုနဲ့စိတ်ဒဏ်ရာတွေဟာအချိန်ယူကူစားရမှာပါ။ဒုက္ခတဲ့စကန်တွေမှာရှိနေတဲ့ကလေးတွေနဲ့တက်ကြီးရွယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာအထောက်ပံ့ပေးရေးအစီအစဉ်တွေလိုအပ်လာပါလိမ့်မယ်။အပေါ်မှာစီးပွားရေးကဏ္ဍကိုပြောပြခဲ့ပေမယ့်ဒီတစ်ချိန်မှာတော့လေယာဉ်ကဏ္ဍအတွက်ဆုံးရှုံးမှုပမာဏကိုပိုပြီးရှင်းရှင်းလင်းလင်းဖော်ပြပါမယ်။တီနိုမုန်တိုင်းရဲ့လေနဲ့ရေတန်းဟာစပားနဲ့ပြောင်းသီးနှံတွေအတွက်အဆိုးဆုံးဘေးထွက်ဆိုးကျိုးဖြစ်ခဲ့ပါတယ်။စပားနဲ့ပြောင်းသီးနှံပေါင်း2000ကျော်ဟက်တာကျော်လောက်ကပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။ဒီပမာဏကိုစဉ်းစားကြည့်ရင်ဒါဟာရိုးရိုးနဲ့ဆုံးရှုံးမှုမဟုတ်ပါဘူး။လာမယ့်6လတနစ်စာအတွက် စားနေရိတ်ခါပုံပိုင်းကိုပါထိခိုက်စေနိုင်တဲ့ပမာဏပါလေသမားတွေရဲ့တနှစ်ပတ်လုံးကြိုးစားအထောက်အမှုတွေဟာတရက်အတွင်းလေတိုက်နှုန်း155ကီလိုမီတာကျောင်းမြေမြုပ်သွားခဲ့ရတယ်လို့ဆိုနိုင်ပါတယ်ခင်ဗျာအဆက်အသွယ်ပြတ်တောက်မှုအကြောင်းပြောပြပြီးဆိုပေမဲ့လူတွေတနေရနဲ့တနေရရွှေ့ပြောင်းနေထိုင်မှုမှာအဓိကအခက်ခဏကအသေးယူပို့ဆောင်ရေးပါမုံတိုင်းတိုက်ခိုက်နေစဉ်အတွင်းမှာဒေတာရင်းတည်ယူပို့ဆောင်ရေးအားလုံးကို အရေးပေါ်ရဆိုင်ခဲ့ရပါတယ်ပြည်တွင်းလေကြောင်းခရီးစဉ်60ကျော်ကိုပယ်ဖြတ်လိုက်ရပါတယ်ဒါကြောင့်ခရီးသွားလုပ်ငန်းရော အရေးပေါ်စေဝါပို့ဆောင်မှုတွေကိုပါအခက်အခဲတွေတွေ့ကြုံခဲ့ရပါတယ်။ဒီထက်ပိုပြီးဆိုရင်ငါကတော့လှေတွေနဲ့ကုန်တင်သင်းမောကြီးတွေရပ်ဆိုင်ထားရခြင်းပါပဲ။အထူးသဖြင့် Almost Second ကနေစာရီကာကိုအထီးသွားတဲ့သင်းမောစိတ်တွေမှာခရီးတဲ့ယာနဲ့ချီပိတ်မိနေရပါတယ်။သူတို့ဟာအကာအကွယ်မဲ့တဲ့နေရာတွေမှာမုန်တိုင်းပြီးတဲ့အထိစောင့်ဆိုင်နေရတာပါ။အဆောက်အုံပြိုကျမှုတွေကလူအသက်နဲ့အိုးအိမ်ကို ထိခိုက်ုံနေမှာကပါဘူး။လူမှုထောက်ပံ့ပေးတဲ့စနစ်တွေကိုပါပျက်စီးစေပါတယ်။အလုံးမင်းဆိုရင်နေရတာကတော့ ရေနဲ့ကူးစက်တတ်တဲ့ယောဂါတွေဖြစ်ပါတယ်။မတန်ရှင်းတဲ့ရေတွေတောက်မိတာတန်ရှင်းရေးအခက်ခဲတွေကြောင့်ဝမ်ရှော့ယောဂါ၊ဝမ်ဘိုက်ယောဂါတွေမဖြစ်လျောက်အောင်အထူးဆေးအဖွဲ့တွေကိုအပြင်းထန်ဆေးလွှတ်ထားရပါတယ်။ပညာရေးဌာနကထုတ်ပြန်ကြေးအရအကြောင်းပေါင်း300ကျော်ဟာပြိုလဲပျက်စီးသွားကြတာဒါမှမဟုတ်ဒုက္ခတဲ့စကမ်းဖြစ်အသုံးချနေရတာဖြစ်ပါတယ်။ဒါဆိုရင်ကလေးတွေအတွက်ပညာရေးလမ်းကြောင်းဟာလုံးဝပြတ်တောက်သွားကြတာပေါ့။ကံကောင်းတာလည်းပဲဒီလိုဖြစ်ဆိုးကြည့်မှာဖလက်ပိုင်းကတယောက်တည်းမဟုတ်ပါဘူး။ နိုင်ငံကအတိုင်းဝိုင်းကလည်းစီးလုံးညီညွတ်မှုပြသနေကြပါတယ်။ဂျပန်၊ဩစတြေးလျစင်ကာပူစတဲ့နိုင်ငံတွေဟာသူတို့ရဲ့အခြေအနေတွေစတင်ကောင်းလာတာနဲ့မျှနည်းပညာအကူအညီတွေပစ္စည်းကိရိယာတွေနဲ့ထောက်ပံ့မှုတွေကို ပေးဖို့ပြင်ဆင်ထားကြပြီလို့သိရပါတယ်။တကယ်တော့ဒီမုံတိုင်းကြီးကတဘာဝတရားရဲ့အမျက်ဒေါသတစ်ခုတည်းကြောင့်ဖြစ်တာမဟုတ်ဘူးလို့ပတ်ဝန်းကျင်ပညာရှင်ကြီးတွေကအလေးထားပြောဆိုနေကြပါတယ်။သူတို့ရဲ့ထောက်ပြချက်ကရာသီဥတုပြောင်းလဲမှုကြောင့်ဖိလစ်ပိုင်ဟာပိုပြီးထိခိုက်လွယ်တဲ့အခြေအနေကိုရောက်ရှိနေပြီဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ သူတို့ဆက်ထောက်ပြတာကတစ်တော့ပြုံးနေမှုနဲ့ကြောက်တူးဖို့မှုလုပ်ငန်းတွေဟာမြေဒူလာကိုမခိုင်ပါသေးပဲမုံတိုင်းရောက်လာတဲ့အခါရေလွှမ်းမှုမှုနဲ့မြေပြိုမှုတွေရဲ့အန္တရာယ်ကိုပိုပြီးမြင့်တက်စေနေတယ်လို့ဆိုပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဟာကိုယ့်ရဲ့သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ဖို့ပြက်ကွက်ခဲ့တာကလည်းဒီဘေးဒဏ်ကိုပိုပြီးလေးလံစေခဲ့တယ်လို့ဆိုနိုင်ပါတယ်။ဒီမုံတိုင်းဟာဖိလစ်ပိုင်ပြည်နယ်ကိုကျော်လွန်သွားပြီလို့သိရပေမဲ့ထိခိုက်မှုရဲ့အကျိုးဆက်တွေကတော့ဆိုးရွားနေသေးပါပဲ။အမျိုးသားဘေးအန္တရာယ်ရှော့ချရင်းနဲ့စီမံခန့်ခွဲရေးကောင်စီရဲ့နောက်ဆုံးစီရင်ခံတာရ အချက်လက်တွေကပို့ပြီးစိတ်မချမ်းမြေစရာဖြစ်လာပါတယ်။အဆိုးဆုံးနဲ့ဝန်ထဲစရာအကောင်းဆုံးသတင်းကတော့တီနိုကြောင့်တိတ်ဆုံးသူစုစုပေါင်း66ဦးရှိလာပြီဆိုတဲ့အချက်ပါ။ဒီအခြေအတွက်ထဲကမှစီဘူးပြည်နယ်တစ်ခုထဲမှာ49ဦးရှိနေတယ်ဆိုတော့စီဘူးမှာဘလောက်ပြင်းထန်ကြလဲဆိုတာသိတာပါပဲ။ဒီထက်မကပို့ပြီးကြေကွဲစရာကောင်းတာကတော့ကဲတဲ့ရွေးလှုပ်ဆောင်နေတဲ့လေတက်ရဟန့်ရင်တစီပြတ်ကြမှုဖြစ်ပါတယ်။ဒီရင်ထဲမှာပါတယ်လေရင်ဝင်တဲ့6ဦးလည်းအသက်ပါသွားခဲ့ရတာဟာ ကယ်ဆယ်ရေးလုပ်ငန်းခွန်မှာဖြစ်ခဲ့တဲ့ကြီးမားတဲ့အဆုံးရှုံးမှုတစ်ခုပါပဲစုစုပေါင်းလူပေါင်း1.3တန်းကျော်ဒါမှမဟုတ်ခံမှန်းကြီး3,800မိသားစုဝန်းကျင်ဟာဒီမုံတိုင်းရဲ့တက်ရောက်မှုကိုစိုးရွားသွားခံစားခဲ့ရပါတယ်အဲ့ဒီတဲကမှ4,800ကျော်ဟာနေအိမ်ကိုဆုံးခါပြီးဒုက္ခသည်စခန်းပေါင်း4,805ခုမှာခိုးလုံနေကြရပါတယ်ကံကောင်းသွားနေပဲဒီနိုဟာပင်လယ်ဘက်ကိုထွက်ခွာသွားပြီဖြစ်ပါတယ်ဒါပေမဲ့သူကဗီယက်နမ်ဘက်ကိုရောက်တဲ့အခါ အားပြန်ကောင်းလာနိုင်သေးတယ်လို့ခံမှန်းချက်တွေရှိနေလို့တတိထားရပါဦးမယ်။ဒါပေမဲ့အရေးကြီးဆုံးကတော့အစိုးရဖွဲ့စည်းရေးဟာကုညီရေးလုပ်ငန်းတွေကိုအချိန်ဟုန်မြင့်ဆောင်ရွက်နေတာပါ။တမရာဖာရီနာမာကော့စ်ကလည်းဒီအချိန်တွေရဲ့အစိုးရဆုံးနေရာဖြစ်တဲ့စီဘူးကိုကိုယ်တိုင်လာရောက်ကြည့်ရှုဖို့အစီအစဉ်နေတယ်လို့သိရပါတယ်။ကျွန်တော်တို့အရင်ကပြောခဲ့သလိုပဲဒီတီနိုမွန်တိုင်းကြီးကဖြစ်ရကြီးတခုလည်းမဟုတ်ပါဘူး။ဒါဟာနောက်ထပ်အရေးကြီးတဲ့သတိပေးချက်တစ်ခု ပေးသွားတာပါ။အဲ့ဒါကတော့ယာတီဥဒုပြောင်းလဲမှုကြောင့် မုံတိုင်းတွေရဲ့ပြင်းရကပိုတိုးလာနိုင်တယ်ဆိုတဲ့အတိတရားကိုအစိုးရရောပြည်သူဟာပုံမနာလေဖို့နဲ့ဒီအပေါ်မှာပြင်ဆင်ထားဖို့လိုအပ်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါရယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ